နက်ခင်ပါရှင်ကျမကတော့ချီချိုဆက်မှာ DPPU မြန်တန်ကြားရဲ့မနက်ရှင်နိုင်သတင်းတွေကို တင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် အနာသိဆေအစုကပြုလုပ်မဲ့ပထမပိုင်းရွေးကောက်ပွဲကျင်းပမယ့်ရက်ဒီဇင်ဘာလ28ရက်နေ့ဟာတက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်ကျောင်းသူကျောင်းသားတွေကျောင်းတက်ရမယ့်ရက်ဖြစ်တဲ့အတွက်ကျောင်းသူကျောင်းသားတွေအနေနဲ့ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့စစ်ကော်မရှင်ဩဇာခံရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်လိုက်ပါတယ်ပစာကေမှာတက္ကသိုလ်ကောလိပ်ကျောင်းတွေပြည်လဲဖွင့်လှစ်တော့မှာဖြစ်သလိုရွေးကောက်ပွဲအပိုင်း1ကျင်းပမဲ့ဒီဇင်ဘာလ28ရက်နေ့မှာ ကျောင်းတက်ရောက်နေကြရမှာဖြစ်တဲ့အတွက်ကျောင်းသူကျောင်းသားတွေအနေနဲ့အသက်ပြည့်ပြီးဥပဒေအရမဲပေးပိုင်ခွင့်ရှိသူတွေဖြစ်ရင်မဲပေးခွင့်မဆုံးရှုံးစေဖို့ကြိုတင်မဲပေးနိုင်တယ်လို့နိုဝင်ဘာလ10ရက်နေ့ကထုတ်ပြန်ခဲ့တာပါနိုဝင်ဘာလ18ရက်နေ့ကနေ21ရက်နေ့အထိမဲဆင်းပါရှီယာရက်ွက်ဒါမှမဟုတ်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးနေမှာနိုင်ငံသားစစ်စေးကတဲ့ចောင်းသားကတ်တွေပြသပြီးကြိုတင်မဲပေးနိုင်တယ်လို့လည်း UEC ကဆိုရတယ် အာဏာသိမ်းစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့မျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါတယ်။အာဏာသိမ်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဖို့တရားမဝင်အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်စန့်ကျင်ကာလအဖြစ်အော်တိုဘားလ28ရက်ကနေဒီဇင်ဘာလ31ရက်အထိသတ်မှတ်ကြောင်းလဲတော်လိုင်းအင်အားစုတွေကကြေညာထားပါတယ်ရှင်။ လူသတ်မှုနဲ့ဖက်စီခံထားရတဲ့ပြီးသလုံးပါတီကတိုင်းဒေသကြီးလွှတ်တော်ကိုစလေလောက်ဦးဆိုင်ရွှေထီကိုစစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲမှာရှင်းပြန်ခွင့်ပြုလိုက်တယ်လို့ထုတ်ပြန်ချက်တွေအရသိရပါတယ်။နိုဝင်ဘာလ10ရက်ကစစ်အုပ်စုနဲ့ပြည်တွင်းသတင်းမီဒီယာတွေအုပ်စုဖွဲ့တီထောင်ထားတဲ့ Viber Group မှာသတင်းဌာနတစ်ခုကလူသတ်မှုနဲ့ဖက်စီခံထားရတဲ့ပြီးသလုံးပါတီက ဦးဆိုင်ရွှေထီကိုကိုစလေလောင်းကနေပယ်ဖြတ်ခြင်းရှိမရှိ မေးမြန်းရမှာ UEC ကပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်စစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာရပ်ပေါင်း90ကျော်သာလို့တော့ပြီးမြန်မာနိုင်ငံအတွင်းရှိတရားရုံးတွေထုံးစံအရအမှုစစ်ဆေးချိန်တွေမှာနှစ်နဲ့ချီကြာမြင့်တဲ့အထက်ပြည်သူ့လုံးပါတီကလွှတ်တော်ကိုယ်စားလှယ်ဦးဆိုင်ရွှေထီမှာရွေးကောက်ပွဲဝင်ခွင့်ရမယ်လို့တရားလွှတ်တော်ရှင်တွေတယောက်က DPP ကိုပြောပါတယ် နိုဝင်ဘာလ၄ရက်မနက်၂နာရီခွဲကတောင်ကြီးမြို့နယ်ရက်ကွက်တဲ့နေမြင့်နှစ်မှနေတဲ့ဦးဆိုင်ထွန်းစာဆိုသူအမျိုးသားတယောက်ကဦးဆိုင်ရွှေထီချန်တဲရှိကြက်ကိုဝင်ခိုးခဲ့ရမှတားဖားနှစ်ယောက်ကဒုတ်တွေနဲ့ဝိုင်းဝန်းရိုက်နေရမှသေဆုံးသွားခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ပြစ်မှုကျူးလွန်သူဦးဆိုင်ရွှေထီနဲ့ဆိုင်ကျော်စုံမိုးတို့ကိုအေးသာရနေမြေရဲစခန်းကဖမ်းဆီးပြီး ပအမှတ်87မြင်းဆောင်2025ပုံမှန်302မြင်းဆောင်114နဲ့အမှုဖွင့်ရေးယူထားပါတယ်ရှင်။မြို့သားညညရဲ့အစိုးရကထုတ်လွှင့်နေတဲ့ Radio NUG ထုတ်လွှင့်မှုတွေရနာလိုက်ပြီလို့အပိရက်ပြည်သက်တွေကိုအတိပေးကြေညာထားပါတယ်။ 2021ဩဂုတ်လကနေ2025နိုဝင်ဘာလ9ရက်အထိနေ့စဉ်ပြက်ကွက်မှုရှိတင်ဆက်ခဲ့တဲ့ Radio NUG အစီအစဉ်တွေကိုဗန်ဒါရဲ့အခက်အခဲအခြေအနေတွေကြောင့်အခုနိုဝင်ဘာလ9ရက်ကစလို့ရန်လိုက်တာလို့ဆိုပါရယ်ပြည်သူတွေထံလေလိုင်းကတဆင့်သတင်းအချက်အလက်တင်ပြတာ Radio တာဝန်တွေကိုခြေပုံခဲ့ကြသလို့ ရှေ့တော်လှန်ရေးလမ်းကိုလည်းမိမိတို့စီရီအမ်ဝန်ထမ်းတွေစစ်နာဝန်ထမ်းတွေက ရောက်ရာ ကြာရနေရာကနေဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့လည်းဆိုပါတယ်။နှွေဦးတော်လှန်ရေးနဲ့အတူနှွေဦးစစ်တီရေဒီယို NUG အဖွဲ့သားတွေကဆက်လက်ပြီးအတူတကွရှိနေမယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။မြန်မာပြည်တွင်းမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုပိတ်သိမ်းသတင်းသမားတွေကိုဖမ်းဆီးတပြတ်မှုတွေအပြင်းထန်ပြုလုပ်နေချိန်မှာ ရေဒီယို NUG အစီအစဉ်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမျိုးကနေလာရှုံမျိုးဘက်ကိုတင်ပို့မဲ့ပြောင်းကားတွေကိုဒုတ်ထဝရီတရားမှဆောင်းနေတဲ့စစ်ကော်မရှင်ဂိတ်ကဖြတ်တန်းခွင့်မပြုတာကြောင့်ဒေသခံပြောင်းဆိုင်တောင်သူတွေနဲ့ကုန်သည်တွေအရှုံးနဲ့ကြုံမဲ့အခက်အခဲဖြစ်နေပါတယ်။ခုံစုံပြစ်ပုတ်ထားပါတယ်ရှင်။ TNN နဲ့တအန်းတက်ကတနစ်ကြော်ကြထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုအနာတိန်စစ်ကောင်မရှင်တက်ကအောက်တိုဘာ16မှာပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်တီဘောမြို့အထက်ဒုထဝရီတရားမှာစောင့်နေတဲ့စစ်တပ်ဂိတ်ဟာလာရှုံမြို့ကိုတင်ပို့မဲ့ကုန်ပစ္စည်းအမျိုးမျိုးကိုဖြတ်တန်းခွင့်ပြုပြီးပြောင်းကုန်စည်ကားတွေကိုတော့ဖြတ်တန်းခွင့်မပြုတာတပတ်ကျော်ကြာပြီဖြစ်တာကြောင့်ပြောင်းတောင်းလူတွေနဲ့ကုန်တွေတွေမှာအရှုံးပေါ်ရမယ့်အခြေအနေတွေဖြစ်နေတာပါ။ တူထဝတီပြသားပြဟုတ်တယ်ဗျပြီးမဖြတ်သားဒီ9ရက်8ရက်အတွင်းမရှိသေးတဲ့ကိုအဲဒီတချို့ကားတဲ့ဆိုရင်တပတ်လောက်ရှိပြီးစောင့်နေတာတဒါနာရောက်ပြီးဆိုတော့ ਨੇ သူတို့မေးတယ်ပတ်တင်လာတယ်ပြောင်းဘူးဆိုတဲ့ခါကျရင်သူတို့ကပြီးကိုမဖြတ်တော့ဘူးတီဘောမြွနယ်ရဲ့အဓိကထွက်ကုန်ဟာပြောင်းဖြစ်ပါတယ်ပြောင်းတောင်းသူအများစုဟာကုန်တယ်နဲ့ပွဲရုံတွေစီကနေမျိုးစိမြေဩဇာနဲ့စိုက်ပျိုးစိတ်တွေချင်းယူပြီး လောအားစိုက်ထုတ်ကလောက်ကင်နေကြရတာပါပြီးခဲ့တဲ့နှစ်ကပြောင်းစည်းမကောင်းတာကြောင့်တောင်သူတွေကျွေးတင်ထားတာတွေရှိပါတယ်လက်ရှိမန်လေးမှာပြောင်းစည်းတွေကျနေတာကြောင့်တီဘောမြို့နယ်ကထွက်ရှိတဲ့ပြောင်းတွေကိုလာရှုံမြို့ဘက်ကိုတင်ပို့ရောင်းချတာဖြစ်ပါလေအခုလိုဒေါသဝတိတရားမှစောင့်နေတဲ့စစ်တပ်ဂိတ်ကပြောင်းကားတွေကိုဖြတ်တန်းခွင့်မပြုတာဟာပြောင်းဆိုင်တောင်သူတွေရဲ့ကျွေးမီဝင်ကိုပိုပိစေတယ်လို့ဒေသခံတွေကဆိုပါတယ် တို့တို့လောက်အခါမပါဘူးတို့ရိတ်တဲ့တိမ့်တဲ့ချိန်မပါဘူးဒီမျိုးစေးနဲ့သူ့အတုံးစေးကိုကျွန်တော်တို့တပိတ်တာ900လောက်ရမှအရင်ပဲရှိမယ်800 800ကျားတောက်တဲ့ခါမျိုးကြရင်ဆိုရင်တောင်တူတဲကတေချာပေါက်ရှုံးသွားပြီတဲ့မန်လေးဖက်ကစေးတောက်လျှောက်ထိုးကြသွားတယ်ကြောင်းနဲ့ပတ်သက်ပြီးတော့တောင်တူတဲအကျွေးပြီးခဲ့ရတယ်ရှိရဒီနေ့မှတို့အနာပြန်ဖေးချင်ပေမဲ့လည်းတို့အနာပူတူသွားတဲ့တပေါ်မျိုးဖြစ်သွားနိုင်နေတဲ့ တီဘောမျိုးဟာမြန်မာတရုတ်နှစ်နိုင်ငံကုန်သွယ်လမ်းကြောင်းပေါ်မှာတည်ရှိပါတယ်။လက်ရှိဖြစ်ပွားနေတဲ့စီးရီးပြိခါတွေအတွင်းမှာစစ်ကော်မရှင်တပ်အပြင်ဒေတာရင်းတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့တီးနှံကုန်ကုန်သွယ်ကုန်နဲ့လမ်းကျွေးတွေကြောင့်လည်းတောင်သူတွေ၊ကုန်သည်တွေ၊ကုန်စည်ပို့ဆောင်သူတွေနဲ့ဒေသခံပြည်သူတွေမှာများစွာဝင်တော့ဝင်ပိုးဖြစ်နေတယ်လို့ဆိုကြပါတယ်။ကျွန်တော်ခွန်စွာဦးပါ။ အော်တိုဘာလာအတွင်းစစ်သားရဲပြည်သူစစ်တွေအလင်းဝင်ပူပေါင်းတာလက်နက်ချတာနဲ့စစ်တုပ်ပန်းအနေနဲ့ဖက်စီခံရတာစုစုပေါင်း125ရောက်ရှိတယ်လို့ပြည်သူပန်းနိုင်အဖွဲ့ကနိုဝင်ဘာလ9ရက်မှထုတ်ပြန်ပါတယ်မြန်မာနိုင်ငံအနှံ့စစ်ကောင်စီတပ်နဲ့တလိုင်းအင်အားစုတွေအကြားအော်တိုဘာလာအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းကနေပူပေါင်းလာကြတာလို့ဆိုပါတယ် ော်လိုင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်မီဒီယာသတင်းနဲ့မြေပြင်သတင်းတွေကိုအ धिक မှတ်တမ်းကောက်ယူထားတာဖြစ်ပြီးစစ်တပ်ကစစ်သားစုဆောင်းမှုများပြီးပြန်ထွက်လာသူနည်းနေသေးတယ်လို့ပြည်သူ့ပန်းနိုင်အဖွဲ့ဝင် CDM စစ်သားတယောက်ကပြောပါတယ်ဖက်စီရမိတဲ့စစ်သုံးပန်းအပါဝင်အလေးဝင်လာသူစုစုပေါင်း125ယောက်မှာစစ်မှုထမ်းတပ်သားတွေအဖြစ်စုဆောင်ခရရသူ58ယောက်ရှိတယ်လို့ဆိုပါတယ်။ 2025ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလအထိအလေးဝင်လာသူလက်နက်ချသူနဲ့စစ်တုပ်ပန်းစစ်စုပေါင်း2246ရောက်ထိရှိတယ်လို့သိရပါတယ်ရှင်။မန္တလေးတိုင်းမိထလာမြို့နယ်မုံတရွာမှာစစ်မှုထမ်းကြေးတွေစတင်ကောက်နေပြီးဒီစစ်မှုထမ်းကြေးတွေကိုတော့ပြည်သူစစ်ကိုပေးတာဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ် မုံနိုင်ရွာမှာမုံနိုင်ကျေးရွာအုပ်စုလူကြီးဦးအေးလွေနဲ့ခမင်းအိုင်ရွာရအိမ်မူဦးဖိုးပါတို့ကဦးဆောင်ပြီးကောက်တာ ဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါတယ်။မုံနိုင်ရွာမှာနေထိုင်တဲ့ဒေသခံတယောက်ကတော့တအိမ်နောင်ကို9000အသက်18ကနေ35ရှိတဲ့အိမ်ဆိုရင်တသိန်းခွဲမပေးရင်အလဲရွာရဲ့စခန်းကရဲခေါ်မယ်လို့ဦးဖိုးပါကကြိန်းတယ်။ကြားထဲမှာလည်းအလဲရွာစခန်းကရဲတက်ကြည်ဦးတန်းမြင့်နဲ့အတူရွာကိုလာကြသေးတယ်လို့ပြောပါတယ်။ မုံနိုင်ရွာမှာပြည်သူစစ်အဖွဲ့လဲစတင်ဖွဲ့စည်းနေပြီးဥဆောင်သူကလက်တက်ကနေဆေးပင်စင်ယူထားတဲ့ဥမြခိုင်ဖြစ်တယ်လို့လည်းသိရပါဗျ။မုံနိုင်ရွာကစစ်မှုတန်းကြီးကလို့ရတဲ့သိန်းတရာကျော်ကိုပြည်သူစစ်ကိုပေးပြီးပြည်သူစစ်အင်အားက30ကျော်တယ်လို့လည်းဒေသခံတွေကပြောပါဗျ။မုံနိုင်ရွာဒေသခံတွေကအခုလိုစစ်မှုတန်းကြီးတွေကိုပြည်သူစစ်ကိုပေးရတဲ့အတွက်ပြည်သူစစ်အင်အားတစ်ဖြည်းဖြည်းနဲ့အင်အားကြီးလာမှာကိုလည်းစိုးရိမ်နေကြပါရဲ့ရှင်။ စစ်ကောင်စီကစပားအထွက်တူဖို့နဲ့နှွေစပားဆိုင်အကတူဖို့ဆောင်ရွက်နေပေမဲ့မြမသားကောင်းအင်အားအတွက်လဲတွေကို ရော့ကျေးမပေးဘဲဆက်လက်သေးယူနေပါတယ်ဟန္နာတရေပေးပို့ထားပါတယ်ရှင်လီတောင်ကံမြို့နယ်ကစပားဆိုင်ပြိုးလက်စာလီမီတွေကိုစစ်တပ်ရဲ့မြမသားကောင်းစစ်မှုချမ်းအင်အားတိုးချက်ဖို့အတွက်ရော့ကျေးမပေးဘဲဆက်လက်သိမ်းယူနေလို့လယ်သမားတွေနင်နာနေပါတယ်သိမ်းယူထားပေမဲ့လက်တလုံးအတုံးမပြူသေးတဲ့လယ်မီတွေကိုလည်းစီမံကိန်းပိုင်မြေစုပြီး စိတ်ပျိုးရွှင်လေသမားစီကတိစားခအနေနဲ့တအင်းကားကိုစက်တသိန်းရယူနေတယ်လို့လီသိန်းခံရသူလေသမားတို့ကပြောပါတယ်။အဲ့ဒါစိုးတော်ဦးလုံးကဘူးညမောင်းတယ်လေ။ဘုနိုင်ငံတော်ကနေပြောလိမ့်လာတဲ့အကွက်ဒီပါဆိုလေသမားဖယ်ခိုင်းတော့အကွက်ရိုက်လို့သူတို့ဘယ်လိုရောက်သွား။အဲ့တော့လေသမားလေရှုံးတာနဲ့နာတဲ့တမျိုးလေပွဲရတကရိုကြီးမရပဲနဲ့ကုလိုအဲ့လိုဖြစ်တဲ့အခါကျလေသမားပူဆိုးတာအခုဘုံလုံးတော့မောင်းတော့ ူးရောကွက်ဒီဘာတွေကွက်ဒီညာတွေကွက်တယ်အဲ့လိုလောက်တော့ဘလိုလောက်တယ်လေသမားရှိတူးလို့ရတူးလို့မရလေသမားအကုန်ရှုံးတယ်ထတဲ့လောမှာစစ်ကောင်စီကမိုးစပါအထွတ်နှုံတင်းတရာတီထွက်ဖို့နှွေစပါဆိုင်ဧကကိုမူလာချက်ဧကနတန်းကနေတုံတန်းအထိထောက်ဝတ်တိုးဖို့ပြောဆုံထားတာပါ။ဒါပေမဲ့ရင်းညွန်းစပါစီကိုတောင်တူအတိုးမြင့်မရှိတဲ့ဈေးအကြီးရှော့ချပစ်တာတွေဆောင်ရွက်နေပါတယ်။တောင်တူတွေအရှုံးပေါ်လာတာကြောင့်တစ်နှစ်ထက်တစ်နှစ်စပါဆိုင်ပြိုးဖို့မဖြစ်နိုင်တော့လောက်တဲ့အခြေအနေကိုရောက်နေပြီလို့ စစ်တပ်ကိုဒီစားခပေးပြီးပြန်လည်စိတ်ပြိုးနေရတဲ့တောင်တကုံဆိုင်မွေးရက်ွက်ကလေသမားတို့ကပြောပါတယ်သူတို့တတ်မှတ်ရင်းမြေးတတ်မှတ်ပေးတာနဲ့ကျွန်တော်တို့လေသမားတွေနဲ့လက်ရှိလေသမားတွေနဲ့ကျတော့ထပ်မှတဲ့စဘာလေခုမိုးပြတ်တာပါဗျာနဲ့ဆို40လောက်ပဲသီးပြီဆိုရင်ကျွန်တော်တို့ကခုတူးတဲ့ပဲဆိုရင်အများဆုံးရမှာ၄သိန်းပဲ၄သိန်းဆိုကျွန်တော်တို့ကကုန်ရသေးကနဲ့9သိန်းလောက်ကုန်ထားတယ်ဆိုတော့အဲ9သိန်းလောက်ကုန်ထားတယ်ဆိုတော့ရှုံးသွားပြီလေ ရှုံသွားတော့ဗာဒီခုဒီလိုသဘာဝမြဲဒီနှွေးလေးခါကြရင်ပဲသဘာဝမြဲဒီလိုတတ်မှတ်ပြီးမလားထမြင်ပြီးမလားလက်ရှိကတော့ဒီဆက်သသိန်းသေးနေတော့ကျွန်တော်တို့ဒီနှွေးလာဒီနှွေးလေးပေါ့ကျွန်တော်သဘာဆိုင်လေးလူဥည်နေသွားကြစစ်တပ်ကမြမသားကောင်စစ်မှုထမ်းအင်အား၄000ကန်ကိုပြီးခဲ့တဲ့2019ခုနှစ်ကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးဈေးယုံစတင်ကြောင်း shopping center တွေနဲ့ စစ်မှုထမ်းဟောင်းမျိုးအဖြစ်ရည်ရွယ်ဆောက်လုပ်နေတာဖြစ်ပါတယ်။ဒီအင်ယာဟာစစ်မှုထမ်းဟောင်းအင်ယာလို့ဆိုပေမဲ့နေထိုင်သူအများစုကတိုက်ပွဲဝင်ရင်ကြဆုံသွားတယ်စစ်သားတွေရဲ့ဇနီးမယားတွေအများဆုံးနေထိုင်ကြတာကြောင့်မုဆုမအင်ယာလို့လည်းခေါ်ကြပါတယ်။တိုက်ခန်းပေါင်း၄000နီးပါးရှိတဲ့ဒီအင်ယာကိုတိုက်ပွဲကြစစ်သားတွေရဲ့ဇနီးမယားတွေနဲ့မိသားစုဝင်တွေတတုပ်ပြီးတုပ်ရောက်လာတာလွန်ခဲ့တဲ့နှစ်လောက်ကတည်းကအခန်းလို့မရှိတဲ့လောက်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာအဆောက်အဦအစ်တွေကိုဆက်လက်တူချဲဆောက်လုပ်နေပြီးလယ်သိမ်းခံလယ်သမားတွေမှာတော့အမျက်မရှိတဲ့စပါးကိုတိစားခပေးပြီးပြန်လဲစိုက်ပျိုးနေတာကလွယ်လို့စာဝတ်နေရင်းနဲ့တက်မွေးလုပ်ငန်းအတွက်တစုံတရာပြင်ဆင်ဆောင်ရွက်နိုင်တာမရှိပါဘူးကျွန်မဟန္နာပါတိုင်ဖွန်းမုန်တိုင်းဖုံဝမ်ဟာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ပြည်내မိုးလေဝသအေဂျင်စီပါကာစာကနိုဝင်ဘာလ9ရက်မှာပြောပါတယ် ဖိုဟန်မုံနိုင်ရဲ့ဗဟုချက်ဟာအော်ရိုယာပြည်နယ်ဒီနာလန်ကန်မြို့ပေါ်ဝင်ရောက်တက်ခတ်ခဲ့တယ်လို့မိုးလေဝသအေဂျင်စီကနောက်ဆုံးသတင်းလွှာမှာဖော်ပြခဲ့ပါတယ်။အော်ရိုယာပြည်နယ်ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့အစ်စပလာပြည်နယ်မှာလေပြင်းတက်ခတ်မှုနဲ့မိုးရွာသွန်းမှုတွေကြောင့်ကာဝါယန်မြို့ကနေရာတချို့မှာလျှက်စစ်တအားပြတ်တောက်ခဲ့တယ်လို့ရိုက်တာသတင်းဌာနကမျက်မြင်သက်သေတဦးကိုကိုကအစီရင်ခံခဲ့ပါတယ်။ဖုံဟံမုံတိုင်းဟာဖိလစ်ပိုင်နိုင်ငံအလဲပိုင်းနဲ့အရှိပိုင်းဒေသတွေဇီဝင်ရောက်တိုက်ခတ်ချိန်မှာ လူနှစ်ဦးထပ်မံနေသေဆုံးခဲ့ပြီးမိုးသက်လေပြင်းတွေကြောင့်ဘီကိုဒေတာရဲ့ကျေပြန်းတဲ့နေရာတွေမှာလက်ဆက်တအားပြတ်တောက်ခဲ့ပါတယ်။တိုက်ဖိုးမုန်တိုင်းမဝင်ရောက်မီလူပေါင်းတသန်းကျော်ကိုဘေးလွတ်ရာစီရှေ့ပြောင်းပစ်ခဲ့ရတာပါ။လေတိုက်နှုန်းတနားရီ135မိုင်နဲ့လေပြင်းတိုက်ခတ်နှုန်းတနားရီမိုင်140ရှိတဲ့ဖိုဟန်မုန်တိုင်းကတနင်္ဂနွေညမှာဖိလစ်ပိုင်နိုင်ငံရဲ့အဓိကကျွန်းဖြစ်တဲ့လူဆောင်ကျွန်းရဲ့မြောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေကိုထက်ကြုံဝင်ရောက်မယ်လို့မျှော်လင့်ရပြီး နိုဝင်ဘာလ10ရက်မှာကျုံမကြီးရဲ့ကုန်းမြေကနေပြန်ထွက်သွားမယ်လို့ခန့်မှန်းထားပါတယ်ရှင်စန္ဒလန်နဲ့ပွဲမှာပွဲပြီးကနေဂိုးနဲ့တရစ်တမတ်သားရယူနိုင်ခဲ့တဲ့အပေါ်ကစားသမားတွေကိုအပြစ်တင်စရာမရှိကြောင်းနီးပြအတေတာကပြောသွားပါတယ်အာဆနယ်ဟာဆနာလန်ကိုဥဆောင်ကိုအရင်ပေးခဲ့ရပေမဲ့ဒုတိယပိုင်းအစမှာငကိုစက်တိုက်သွေးပြီးပွဲကိုဥဆောင်နိုင်ခဲ့တာပါ ဒါပေမဲ့ပွဲပြီးကနေ96မိနစ်မှာ ခြေပကိုပေးလိုက်ရတဲ့အပေါ်ကစားသမားတွေအပေါ်ပြတ်တင်စရာမရှိကြောင်းနိပြအာဒီတာကပြောပါတယ်။အသင်းဟာပြီးခဲ့တဲ့ဆယ်ပွဲဇက်တိုက်အနိုင်ရရှိခဲ့ပြီးပေးကိုလည်းမရှိခဲ့ကြောင်းတိုက်စစ်ကစားသမား9ဦးလောက်ထရန်ရရှိနေချိန်မှာတောင်ရလက်ကောင်းတွေရယူနိုင်ခဲ့တာဖြစ်ပြီးတည်ရပွဲအကြောင်းစဉ်းစားမနေဘဲရှေ့ဆက်သွားရုံသာရှိကြောင်းနိပြအာဒီတာကပြောပါတယ်။ နောက်ကျအခြေပါကိုကဆက်ပြက်ဆရာဖြစ်ခဲ့ပေမဲ့ကလာဖီယိုရီနဲ့မယ်ရီနိုတို့ကအနိုင်ကိုထပ်ရမယ့်အခွင့်အရေးတွေရခဲ့ပြီး အသုံးမချနိုင်ခဲ့တဲ့အပေါ်လက်ခံသွားရမှာဖြစ်ကြောင်းနီးပြအဒေတာကပြောသွားပါတယ်ရှင်။ DPP ရုပ်မြင်သံကြားရဲ့မနက်ရှင်နိုင်သတင်းတွေကိုရှုစားခဲ့ရတာပါ။မနက်စနေမှလည်းထပ်ပြရရှိတဲ့သတင်းတွေကို ဖြစ်ဆက်တင်ဆက်ပေးအောင်ပါ။ကျွန်မကတော့ချေချိုဆက်မှကျေးဇူးတင်ပါတယ်ရှင်။ များပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်ထုတ်လင်းတက်ဆက်ပေးနေတာဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးတာများဖတ်ကြားခြင်းတော်တူ DPP အစီအစဉ်ပြန်လည်ထုတ်လင်းဖို့အချိန်ကြောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့အတူတူဖတ်ကြားပေးမယ့်သူကတော့မတ်တီဒီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီဒီโอเคမင်္ဂလာပါကောင်းကျော်ရေပက်စီတိဆက်ပြနေတယ်ကျမတို့ရဲ့ dot2 dbb စီစဉ်ဒီတစ်ပတ်အတွက်ထုတ်လင်းမဲ့ချိန်ပြန်ရောက်လာပါပြီရှင် ဟုတ်ကဲ့ပါမသိဒီဒီတစ်ပတ်မှာပေးစာတွေထဲကမှာပထမဦးဆုံးဖက်ပြပေးခြင်းနဲ့ပေးစာကတော့ဒီရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ကပေးပို့လာတဲ့ပေးစာနဲ့အရင်ဆုံးစပြီးတော့ဖက်ပြခြင်းပါတယ်ခင်ဗျာကြီးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင်တော့တူ DPP မှာအခုနဲ့အမမင်္ဂလာပါရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခိုင်တိုက်ကြီးမြို့နယ်ကျွာသားနဲ့တော်ခရင်ကြကတအားခွေးုံကလက်စင်မီကိုညအချိန်မတော်မှသွတ်ပေးပါတယ်ဘနဲ့ဆိုမွလင်းတာနဲ့ချက်ပလိုက်ပါတယ် နှိဘက်ဆိုရင်တော့လုံးဝမီးမယားရှိပါဘူးကြီးရွာအုပ်ချုပ်ရေးမှုတွေကလည်းအလုံးမလုံးပါဘူးတိုက်ကြီးမြို့နယ်လျှက်စစ်ဝန်ကြီးများကလည်းဆောင်ရွက်ပေးခြင်းမရှိသလိုတိုက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှုကလည်းထိရောက်စွာဆောင်ရွက်ပေးခြင်းမရှိပါဘူးကျွန်တော်တို့ကို နေရောညပါသုံးကျင်လို့လျှက်စစ်မီတာကိုသိန်းကို10နဲ့ချီပြီးတော့မီတာကိုယူထားတာပါတလမှာမီတာ300ရာက15ရက်လောက်ပဲသုံးရပါတယ်နှိဘက်ဆိုရင်တော့လုံးဝမသုံးရတာတစ်နှစ်ကျော်ပါပြီ တိုင်းဒေသကြီးမှာလျှက်စစ်ဝင်ကြီးများသိရှိစေရန်တင်ပြလိုက်ရပါတယ်ဆိုပြီးတော့ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခိုင်ဒါတိုက်ကြီးမြို့နယ်ဒီရွာသားနဲ့တော်ခရမ်းကြားထဲမှာရှိတဲ့ဒီတအားခွဲရွာနေပြီးတော့ဒီလျှက်စစ်မီးဒါနှိမ့်ညဘက်မှာပဲပြေးတယ်နှိမ့်ဘက်ဆိုရင်လုံးဝမပြေးတဲ့အကြောင်းဂျေတာပြေးပို့လာတဲ့ပေးတာကိုတော်တူ DPP အစီအစဉ်ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကောင်ကျော်ရေအခုတစ်ခါညီမဖတ်ပြပေးမယ်ပေးစာကတော့ဘယ်ဒေတာပေးဖို့လဲဆိုတော့မြေးထားဘူးပေါ့နော်အသက်89နှစ်ရွယ်အဘတယောက်ရေးသားလာတဲ့ရေးဖွင့်စာပါရှင်မင်္ဂလာပါတဲ့ပြောပြရစီအဘကအသက်89နှစ်ရှိပါပြီမြန်မာနိုင်ငံမှာလုံခြုံမှုရှိတော့တာနိုင်ငံတကာကမသိရဘူးလားလို့မေးစင်ပါတယ်အဘရဲ့မိကလေးအခုနှစ်9လပိုင်း9ရက်နေ့ကပေါ်တာဆွဲခံခဲ့ရပါတယ်ပဲနှုတ်ပြီးအပြတ်မှာဆွဲခံရတာပါအခုတော့တည်သွားပါပြီဒါကြောင့်အဖိုးတယောက်အနေနဲ့ဘယ်လိုမှမခံစားနိုင်ပါဘူး ဒီမီးလေးပါတနှစ်သားကလေးနဲ့အမျိုးသမီးကြံခဲ့ပါဗျ။ဘလို့ဆက်ပြီးနေထိုင်စားတောက်ရမလဲစဉ်းစားလို့တော့တွေးဝင်စရာဖြစ်နေပါတယ်ဆိုပြီးတော့ရင်ဖွင့်ရေးသားလာပါရှင်။ဘာမှမသိအခုလိုမျိုးဒီစစ်မှုထမ်းဥပဒေကြောင့်ပေါ့လေ။အစစ်မှုထမ်းနေရတဲ့အခြေအနေတွေဒီပေါ်တာဆွဲခံနေရတဲ့အခြေအနေတွေကကျွန်တော်တို့ရဲ့ဒီ dot to dpp စီစဉ်မှာဆိုရင်အပတ်စဉ်အပတ်တိုင်းလိုလိုတက်ခံရရှိနေတဲ့ပြည်သူတွေရဲ့သောကတွေနဲ့ရေးသားထားတဲ့ပေးစာတွေပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်ပေးစာတစ်စောင်ကတော့ ကိုအောင်ကျော် DBB ကျွန်တော်စာကိုပပယ်လိုက်ပါနဲ့ခင်ဗျာဟုတ်ကဲ့ပါဖျားပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့မှာရှေ့ကလာမယ်ကြီကိုမကြောက်ရပဲနောက်ကကြီကိုကြောက်နေရပါတယ်ဒါရီအန်ကြီးကတောင်းရှိသူတွေသိအောင်ပြောပေးပါခင်ဗျာမနစ်ကအခွန်တွေကိုသွားကြထိုးရန်ကစဓမြက်စီဆုံးစိတ်ကြိုက်ကောက်ကြပါတယ်ပြည်သူတွေမှာတော့စီတပိတ်သား2000ခွဲ3000ပေးပြီးတော့ဝယ်နေရပါတယ်ကျန်တဲ့မီးဖို့ချောင်း3 6တွေအကုန်ဈေးကြီးပြီးတော့ဈေးဝယ်ချရပါတယ် ကုန်းတွေစီကကောက်တဲ့အခွန်ကတစ်မျိုး၊ပကဖာတွေရဲ့မှတ်တမ်းကတစ်မျိုးပါ။ဒါရီကိုပြည်သူတွေကမကြိုက်လို့ကုန်းတွေကလူစုပြီးတော့ပအဖကိုသွားပြောတော့လာပါတယ်။ပအဖခေါင်းကြီးပိုင်းတွေကစင့်မြည်ပြင်သွားမဲ့တက်စိတ်တစိတ်လို့ယူနီဖောင်းအပြည့်စုံလက်နက်အပြည့်စုံနဲ့ပခုံးထမ်းတွေလည်းပါပါတယ်။အခုလိုရင်ဖွင့်ခွင့်ရလို့ DPP ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီနေရာဒေသတော့မတွေ့ထားဘူး။ဒါပေမဲ့အခွန်တွေကောက်လို့ပြည်သူတွေစီမာက ဒါဟုတ်ဒုတ်ဝန်ပိုးတွေဖြစ်နေတဲ့အကြောင်းရေးသားပြဖို့လာတဲ့